ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တဲကိုနိုင်ငံတော်အဆင့်အောင်စီရစစ်စင်ရေးဖြင့်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ KNL PDF ပူးပေါင်းတပ်တို့ကြားအခုနှစ်ဖေဖော်ဝါရီလကုန်ပိုင်းကစပြီးနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ပြန်လည်ဖြစ်ပွားနေပါတယ်။မြောက်ဝတီတင်ငန်းညီနောင်ဒေသနဲ့အာရှလက်မကြီးကိုပြန်လည်ဆူမိုးထိန်ချုပ်နိုင်ဖို့အတွက်စစ်ကောင်စီတပ်ဟာနိုင်ငံတော်အဆင့်အောင်စီရစစ်စီရေးကိုပြီးခဲ့တဲ့2024ခုနှစ်ဧပြီလပိုင်းကစတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး အခု2025ခုနှစ်မတ်လအထိတနင်္လာနေ့ကြာနှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေတာပါကော့ဂရီမြဝတီအာရှလမ်းမကြီးပေါ်ကတောနော်ရေတကွန်အထက်နားဝင်းကျင်မှာတက်ဆွဲအခြေဆိုင်နေထိုင်တဲ့အောင်စီရစစ်ကြောင်းလောက်ခံစစ်ကောင်စီတပ်နဲ့တော်လိုင်းပူးပေါင်းဖွဲ့တို့ကြားတိုက်ပွဲတွေဆက်ဖြစ်နေသလိုကော့ဂရီမြို့မြောက်ဘက်အောင်စီရစစ်ကြောင်းတပ်နဲ့ပူးပေါင်းဖွဲ့တို့ကြားနှစ်ဖက်စီရင်တင်းမာမှုတွေဆက်ဖြစ်နေပါတယ် တပြင်းပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကကော့ကရိတ်မြို့တောင်ဘက်ပိုင်းနဲ့ကောနဲ့ရွာနဲ့ရွာသစ်ကုန်းဘက်တွေကိုစစ်ကောင်စီတပ်ရဲ့အောင်စရစစ်ကြောင်းထိုးစစ်ဆင်ဝင်ရောက်လာခဲ့တဲ့အတွက် KNL PD ရဲ့ပူးပေါင်းတပ်ဖွဲ့တို့ကြားကောနဲ့ရွာနဲ့ရွာသစ်ကုန်းနီးတစ်ဝိုက်မှာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးနှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့တော်လှန်ရေးပူးပေါင်းဖွဲ့တွေဘက်ကသတင်းထုတ်ပြန်ထားပါတယ်ကော့ကရိတ်တောင်ပိုင်းရွာသစ်ကုန်းနဲ့ကောနဲ့ရွာတို့မှာဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွေဟာအခုလမက်လာပိုင်းတိဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကကောနဲ့နဲ့ရွာတိကုန်းရွာကဒေသခံပြည်သူတို့ရဲ့နေအိမ်လုံးပေါင်းရာနဲ့ချီကိုမိရှို့ဖျက်ဆီးသွားခဲ့တယ်လို့ကော့ဂရီတောင်ပိုင်းကကြီးရွာတွေပေါ်လေကြောင်းအပြင်ထံဘုံကျဲတိုက်ခတ်ခဲ့ပါတယ်။ကော့ဂရီတောင်ပိုင်းကြီးရွာတွေပေါ်စစ်ကောင်စီတပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်တာတွေကြောင့်စာတင်ကြောင်းဖုန်ကြီးကြောင်းနဲ့နေအိမ်ဆောက်ဦးတွေအများအပြားထိခိုက်ပျက်စီးခဲ့ရပြီးဒေသခံချို့လဲထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ KNUBO ကသတင်းထုတ်ပြန်ထားပါတယ်။ ကော့ဂရီမြို့နယ်ထဲရောက်ရှိနေတဲ့နိုင်ငံတော်အဆင့်စစ်စင်ရေးဖြစ်တဲ့အောင်စီရစစ်ကြောင်းထံစစ်ကောင်စီတပ်ကစစ်မှုရန်သင်တန်းစင်တပ်သားတွေအများပြားနဲ့တပ်ရင်းအဆက်မပြတ်တပ်မှန်ဖြည့်ဆည်းလာနေပြီးကော့ဂရီတောင်ပိုင်းဘက်ကိုဥတီကထိုးစစ်ဆင်မှုတွေလှုပ်ဆောင်လာနေတာပါကော့ဂရီမြို့နယ်မှာတနင်္လာနေ့ကြာရောက်ရှိနေတဲ့အောင်စီရစစ်ကြောင်းလောက်ခံတည်ရင်းတွေကစစ်ကောင်စီတပ်သားတွေဟာ KNL ဒေါ်လိုင်းပူပေါင်းဖွဲ့စီလက်နက်ချအလင်းဝင်ရောက်ထွက်ပြေးလာတာတွေအများပြားရှိနေတယ်လို့ဒေါ်လိုင်းပူပေါင်းဖွဲ့တွေစီကနေသိရပါဗျ။